ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့မှာပဲပြောကိုမိုးလေးနဲ့ချစ်ထားတဲ့တွေ့ပါတယ်ဒီနေ့အရန်တော့ကောင်းပါလေအာလူးလေးနဲ့ပါပါတယ်ပြီးရင်အာဒီဘက်မှာတော့ဇောဦးကိုတုတ်ထားတာပါဆလတ်လုတ်ထားတာပါဇောဦးရေရဆောက်ကောင်းပါလေခုနအောက်မှာပေးနေတာကျွန်တော်အဲဒီလက်မအားလို့ဘောနော်ဟုတ်ကဲ့ပါ ဟုတ်ရင်ကျွန်တော်အဲကောက်လိုက်ပါမယ်။ပြီးရင်တော့ချိန်ပါ။ညနေပိုင်းကျွန်တော်နည်းနည်းပဲစောင့်ပါပါ။အချင်းတွေအများကြီးပါပဲ။အဲဒီကြိုက်တော့ယူရောက်ပါလေ။ဒီဟာလေးရတော့ကသူကဟောနဲ့တူပါလေ။ဒီတင်ပေါ်ပြီးရတာနဲ့တူပါလေ။တော်တော့ဒုံကစုပါဒုံကစုကတော့ဝက်တာပြချောပါပုံမှာ ေါင်မုံပေါင်မုံ6ဒီနဲ့သူကကြော်လာတာပါအာဒါဒုံကဆူနဲ့ဖရီဗီဆာလို့ရတဲ့အရာပါဝက်တာပြနဲ့ဖရီဗီဆာလို့ရတဲ့အရာပါအဲ့အဲ့ဒီအကြီးလေးနည်းနည်းချိုပါတယ်ကျွန်တော်ထမင်းလေးနည်းနည်းယူပါမယ်ပြီးတော့ဟင်းကြီးလေးနည်းနည်းဖြတ်ပါမယ်ဒီမှာလက်ပါလို့ပါအဲကျွန်တော်ထမင်းလေးရဲ့အကြီးတော့ဟင်းလေးရဲ့ခက်တော့ပါပြီဒီနေ့ညနေပိုင်းကျွန်တော်ထမင်းနည်းနည်းပဲစားပါပါ အာနေ့လယ်ကကျွန်တော်တို့မှာစစ်သားအာလူဟင်းအဆက်ကျွေးထားတော့ကျွန်တော်နည်းနည်းမင်းများစားလို့အဲ့ဒီညနေပိုင်းကိုနည်းနည်းရှော့ပြီးတော့စားလိုက်တာပါအခုကျွန်တော်နေရောင်ရတဲ့ဖြစ်မှာလာထိုင်ပါတယ်ညနေပိုင်းနေရောင်ရတဲ့ဖြစ်မှာလာထိုင်ပါတယ်ပြီးရင်တော့အခုကျွန်တော်သွားယူနေတာတော့ရေပတ်ပေါ့နော်အဲကျွန်တော်အဲကိုရတော်တော်များများမှာဆဲဦးတော်တော်များများရေပတ်ကိုအဲ့ဒီအပူခံစစ်ထဲမှာထည့်တာပါတယ် 6အဟော6ခန်းစက်ထဲမှာထည့်တာပါလေညနေပိုင်းဒီနေ့ OT ရှိတယ်မှာအများကြီးမရှိပါဘူးအဲ့တော့ကျွန်တော်တို့ကဒီညနေပိုင်းဆိုရင်9နိုင်ခွဲမှာစားပါလေအချို့ဆိုလည်း9နိုင်စားပါလေအဲကျွန်တော်နည်းနည်းပြပတ်ချင်ပါတယ်ညနေပိုင်းနေအောင်ချီနေခံတာကောင်းပါလေတကယ်လို့လူကြီးမင်းတို့နေအောင်ချီခံချင်ရင် မနေ့ဆိုရင်အဲ့ဒီ10နာရီမကျော်ခင်ညနေဆိုရင်သူက6နာရီနောက်ပိုင်းလေးအောင်ဆီခံရင်လည်းဆက်ပြပါတယ်ဒီကြားထဲအဲ့ဒီ10နာရီကျော်17နာရီနဲ့3နာရီကြာနေအောင်ချီတော့မခံပါနဲ့အဲ့ဒါခင်လောရောင်ချီများပါတယ်အာကျွန်တော်ဝတ်သားပြကြော်လေးကိုနည်းနည်းပိုင်းပြပါမှာဒီခါဝတ်သားပြကြော်သူကနည်းနည်းလေးပါပါတယ်အရင်ခေါက်ဆိုသူကနည်းနည်းလေးထူပါတယ်ဟိုနည်းနည်းပါပါတယ် ရန်စားချိန်စားလေးစားချိန်စားလေးပါကျွန်တော်လည်းဒီဝက်သားပြောင်းကြော်လို့အရန်ချိန်ပါတယ်ဟင်းချိုလေးကိုကျွန်တော်မိုးလေးပါအောင်ခက်ခဲ့ပါတယ်ပဲပြကျွန်တော်တတိတိထားမိသလားအဒီကိုရီးယားမှာကျွန်တော်စက်ရုံပါဘောနော်ပဲပြောင်းကိုတပတ်ကိုသူက၄ရက်လောက်ပါနေပါတယ်ကျမ်းမရွဲ့အရန်ညီကြော်လို့ဖြစ်မှာပါ အလုပ်ပဲထမင်းစားကြပါဦး